ပလဝခရရအတွင်ဒေတာကန်တွေနဲ့ကုံတဲ့စုစုပေါင်းအယောက်300လောက်ပြင်းထန်ဝမ်းရောဂါကူးစက်ခံနေရတယ်လို့သိရပါတယ်ပလဝခရိုင်နဲ့နန္နမိတ်ချင်းထိဆက်နေတဲ့အိန္ဒိယနိုင်ငံလုံတလိုင်ခရိုင်ကကာကီကျွရွာ၊တွီတင်းကျွရွာနဲ့လုံတင်းကျွရွာတွေမှာအဲ့ဒီရောဂါတွေအစပြုဖြစ်ပွားလာခဲ့တာပါ။ပြင်းထန်ဝမ်းပြည့်ဝမ်းလျှော်ကူးစက်ရောဂါဟာ ပလဝခရိုင်ရှင်းလဝတိုက်နယ်ကဒေတာခံတွေနဲ့ကုံတဲစုစုပေါင်းအယောက်300လောက်မှကူးဆက်ခံနေရတယ်လို့အရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနကနိုဝင်ဘာ12ရက်မှာထုတ်ပြန်ပါတယ်အဲ့ဒီတဲကအယောက်30ဟာအတွင်းလူနာအဖြစ်စိတ်ကူတမှုခံယူလိုက်ရတဲ့အတွက်လက်ရှိအချိန်မှာအဲ့ဒီအတွင်းလူနာတွေပြန်တက်တာလာပြီလို့လည်းဖော်ပြထားပါဗျ။နိုဝင်ဘာလအစပိုင်းရက်တွေကနေစတင်ကူးဆက်ဖြစ်ပွားနေတဲ့အဲ့ဒီယောဂါကို အရခပြည်သူ့ကျန်းမာရေးဌာနရဲ့အရေးပေါ်တုံ့ပြန်ရေးစီအဖွဲ့ကနိုဝင်ဘာလ၄ရက်နေ့ကနေစပြီးပလောဝခရိုင်မှာရှိတဲ့ဒေတာအစိုးရအဖွဲ့အစည်းတွေ NGO CSO တွေနဲ့ပူးပေါင်းပြီးစေကူတရေးလုပ်ငန်းတွေယောဂမပြန့်ပွားအောင် ထိန်းချုပ်ရေး လုပ်ငန်းတွေကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုချက်ချင်းတုံ့ပြန်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။၂၀25ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ကစပြီးထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ရာ ကုဆက်လူနာအသင့်900ခန်းလုံးအောက်ရော့ဆင်းသွားတာကို တွေ့ရှိရပြီးကုဆက်မှုနှုံလဲရော့ကြလာပြီလို့အေအေက ဖော်ပြထားပါတယ်ရှင်။